လက်ရေးလကောလီဂရဖီရေးတက်သွားရင်ဘယ်လိုနေရာတွေမှာအလုပ်ဖြစ်မလဲကောလီဂရဖီဆိုတာစာလုံးတွေကိုအလှပအနေနဲ့ရေးသားတဲ့အမှုပညာတစ်ခုဖြစ်ပါတယ်ဒီပညာရဲ့ဟာဒီဂျစ်တယ်ခေတ်ကြီးထဲမှာတောင် သူ့ရဲ့တန်ဖိုးနဲ့တူရှိနေသေးပဲဖြစ်ပါတယ် စီးပွားရေးလုပ်ငန်းများအတွက် branding packaging လက်ရလှလှလေးတွေကိုလုပ်ငန်းတွေတော်တော်များများကစိုက်နှစ်သက်ကြပါတယ်။ logo design လက်ရေးလှနဲ့ရေးထားတဲ့ logo တွေဟာထူးခြားပြီးမှတ်မိလွယ်ပါတယ်။ကဖေးဆိုင်အထည်လေးဆိုင်ပရိသတ်တွေနဲ့ဓာတ်ရိုက်ထိတွေ့တဲ့လုပ်ငန်းငယ်တွေအတွက်အကောင်းဆုံးပါပဲ။ထုတ်ပိုးမှုဒီဇိုင်း၊ packaging design အလှဆင်ဘူးခွန်အိတ်ဖောင်းကြွစာသားတွေပုံမှာ calligraphy နဲ့ထုတ်ကုန်နာမည်စောင်ပုဒ်တွေကိုရေးသားနိုင်ပြီးလက်ဆောင်ထုတ်ပိုးခြင်းလုပ်ငန်းတွေမှာလည်းအရန်ကိုအသုံးဝင်ပါတယ်။ပွဲလမ်းသဘင်များအတွက်အလှဆင်ခြင်း events wedding industry ဒီနေရာမှာတော့ calligraphy ဟာမရှိမဖြစ်လိုအပ်တဲ့အရာတစ်ခုပါပဲ။ဖိတ်ကြားစာကတ်များ invitation cards လက်ထပ်ပွဲမွေးနေ့ပွဲပွဲတော်တွေအတွက်လက်ရေးလှနဲ့ရေးထားတဲ့ဖိတ်ကြားစာကတ်တွေကိုလူတိုင်းကလိုချင်ကြပါတယ်။ တကယ်ချင်းစီကိုတည်တံ့ရေးသားရတာမျိုးဆိုရင်နှစ်သက်နိုင်ပါလေအိမ်တွင်းအလှဆင်ပစ္စည်းများလူတွေရဲ့အိမ်ကိုအလှဆင်ဖို့အတွက်လဲ calligraphy ကိုအသုံးချနိုင်ပါတယ် poster စိုင်းပုဒ်များစိတ်ကြိုက်စာသားတွေဥပမာမိသားစုနာမည်ချစ်စရာစကားစုကို calligraphy နဲ့ရေးပြီး poster အဖြစ်ရောင်းချနိုင်ပါတယ် တတဖန်ကန်ပဲစားတဲ့ပစ္စည်းများပေါ်တွင် ရေးခြင်းကို calligraphy နဲ့အလှဆင်နိုင်ပါတယ်ကိုယ်ပိုင်အမှတ်တံဆိပ်တိဆောက်ခြင်း personal branding သင်ကိုယ်ပိုင် brand အနေနဲ့လဲစတင်နိုင်ပါတယ် ဒီနေ့မှာတော့ calligraphy တက်ရင်ဘာတွေလုပ်လို့ရလဲဆိုတဲ့အကြောင်းအရာကိုတင်ဆက်ပေးလိုက်ပါတယ်။နောက်ခေါက်တွေမှာလည်းဘာတွေထပ်ဖန်ပြီးလို့ရလဲ၊ဘာတွေထပ်လုပ်လို့ရသေးလဲဆိုတာတင်ဆက်ပေးအောင်မှာမို့စောင့်မျှော်ကြည့်ယူအားပေးကြပါအောင်ခင်ဗျာ။အားလုံးကိုကျေးဇူးတင်ပါတယ်။